ရန်သူလို့ပြောရမယ်ပုဂ္ဂိုလ်သို့မဟုတ်ကိုအကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်အဲ့ဒီမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အပြုတ်အမှုတွေကဘာတွေလဲဆိုနံပါတ်1နာနာဩမယတိထိတ်တော်ကိုကိုတွေ့တဲ့အခါဝမ်းသာမှုမပြဘူးညနာမှာအမှုရရှိကိုနဲ့ဆုံတဲ့အခါတိုင်းဟာသူဟာလိုက်လဲဝမ်းသာတဲ့အနေအထားမျိုးမပြဘူးဝမ်းသာမှုမဖြစ်ဘူးသူရင်ထဲနှလုံးထဲကကိုနဲ့တွေ့လိုက်ရင်ဝမ်းသာသွားတာမရှိဘူး မိတ်ဆွေဆိုလို့ရှိရင်တွေ့လိုက်ရင်ဝမ်းသာအားရဖြစ်မိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်ရန်သူဆိုလို့ရှိရင်ကိုနဲ့တွေ့လိုက်မျက်စိစပွဲမွေးဆူးတယ်ဆိုတော့ပြောချင်မလားဒီကောင်းကမကြည့်ချင်ဘူးမျက်စိစပွဲမွေးဆူးတယ်အဲ့ဒါမျိုးနတ်နံအုံမရတီထိတ်တော်မြင်လိုက်လို့ရှိရင်ပြုံးတော်မပြုံးနိုင်ဒီလူတူတယောက်ကိုမြင်လိုက်ရင်မပြုံးနိုင်ဝမ်းသာအဲလဲမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါတစ်ချက်ပဲကိုယ့်ရဲ့ ကိုကျိုးစီးပွားကိုလိုလားသူမဟုတ်ဘူးဆိုတာအမှန်ပါကိုနဲ့တွေ့လို့အဲ့တော့ရန်သူကရောကိုနဲ့တွေ့လို့ပြုံးပြတာရောမရှိဘူးလားဆိုရှိနိုင်သို့တော့အပြုံးကိုတည်တည်ချာချာလေးလာကြည့်လို့ရှိသွားပေါ်အောင်ပါဇက်ကြီးတော့ဖြဲကောင်းဖြဲမယ်မျက်စိမှကြတော့ပြုံးလို့မရဘူးလူတွေ့လို့ရှိရင်မျက်လုံးပဲတည်ချာကြည့်မျက်လုံးကမပြုံးရင်အပြုံးမဟုတ်ဘူးဒါကြောင့်မို့လို့ဗမာစကားမှာပြောတယ်မဟုတ်လား မချီလို့သွားပေါ်တာကိုပင်ရဲသလားလို့မေးကြလေတယ်ဆိုတချို့ကမချီလို့သွားဖျဲပြအဲတရိစ္ဆာန်တွေကျတော့ခွေးတကောင်နဲ့တကောင်သွားဖျဲပြရင်ရန်လောက်ထားမယ်ဒါသိကြနော်အဲ့တော့မျက်လုံးကအပြုံးမပါပဲနဲ့သွားပေါ်ရုံပါစပ်ချဲတာနဲ့ပြုံးတယ်လို့ပြောတာမဟုတ်ဘူးရင်နဲ့နှလုံးနဲ့ကိုကလိုက်လိုက်လဲလဲဖြစ်မလာဘူးဆိုရင်အဲ့ဒီလိုကကိုကျိုးစီပေါ်လို့လားသူမဟုတ်ဘူးဒါတတ်မှတ်ရတယ်သူတို့ဆိုလို့ နောက်တစ်ခုကတော့ဘာလို့နာသနံပฏิနန္တိကိုနဲ့တွေ့ဘယ်တော့မှချိန်နဲ့တဲ့သဘောမရှိဘူးနှစ်ချိုက်တဲ့သဘောမရှိမပြုံးယုံနေမဟုတ်ဘူးနှစ်ချိုက်တဲ့သဘောလည်းမပြဘူးတွေ့ချင်တယ်ဆိုတဲ့သဏ္ဍာန်မျိုးလဲသူ့မှာရှိဖို့များတွေ့သည့်အတွက်ကြောင့်လဲသူ့စိတ်သူ့မှာအမှုရာဘာတစ်ခုမှမဖြစ်ဘူးတွေ့ချင်တဲ့ သဘောမရှိတဲ့အနေအထားမျိုးဒုတိယအချက်တတိယအချက်ကဘာလို့ဆိုစခုနီသတ္တနာတ္တာတိကိုယ်နဲ့မျက်စိချင်းဆုံပြီးတော့တောင်ဘယ်တော့မှမကြည့်ဘူးမတည့်တဲ့လူကမတည့်တဲ့လူကကိုယ်မလိုလားတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမကြည့်ဘူးနော်မျက်စိဆုံရင်လွှဲပလိုက်တယ်မျက်စိဆုံရင်တောင်လွှဲပစ်လိုက်တယ်မျက်စိနဲ့အပြုံးမျက်လုံးနဲ့ဘယ်တော့မှမကြည့်ဘူး လောကလူတွေဆိုတာနော်မိษွေဆိုဒီမှာပါတော့ချစ်သောမျက်လုံးအပြုံးမျက်နာပြိယဆက်ခုဟိတံပတ္တန္တာ